သူ့ဘေးမှာစိုက်တဆိုင်အကြီးလောက်ပဲမတော် risk အကြီးပေါ့ငွေလုံးအလုံးကြီးနဲ့သူကလာပြီးတော့မကုတ်ဘေးမှာလာဖွင့်မယ်ဆိုရင်ကိုကခုမှစလုပ်နေတဲ့သူတဖြည်းဖြည်းသွားနေတယ်ဆိုရင်ကိုလုပ်ငန်းအရှင်မီးပျောက်ပြတ်သွားနိုင်တယ်ကျွန်တော်နာမည်ကတော့တိန့်ထက်ကိုပါလေလုပ်ငန်းကိုစထောင်နေတာလားလုပ်ခဲ့နေနေပေါ့နှစ်နှစ်လောက်ရှိပေါ့နော်အင်ရှင်မတ်စတူးဆိုတဲ့စတူးဆိုင်လေးစခဲ့တာပေါ့အလွန်ကြီးနှစ်နှစ်လောက်က ဟိုကိုကလည်းလမ်းပြောင်းနေတဲ့အချိန်နောက်ပြီးတော့ဟိုကိုစုမိဆောင်မိတဲ့ဟာလေးတွေကကိုတုံးပြုံပြီးကုန်နေတဲ့အနေထားဖြစ်နေတော့အကောင့်တွေတစ်ခုပေါ်မှာဖြစ်နေဆိုတဲ့အတွေ့အလေးကြောင့်လည်းလုံးဖြစ်သွားတာပေါ့ဒီကတော့ cosmetic bank ရမယ် baby product တွေရမယ်နောက်ပြီးတော့ detergent ပါ detergent ဆိုဖြစ် solution ပါမျိုးကြောင့်တောင်းအဲ့ဒါလေးပေါ်ပေါ်ရရလို့တင်ပေးထားရပေါ့အဲ့စိုင်လေးစာကတော့93လမ်း3936ချောင်းပါ စတိုးရဲ့နာမည်အိန်ရှင်မစတိုးလို့ပြတာအရမ်ဘီဘေကရီကတပ်ဖို့စီစဉ်ရှိခဲ့လေဆိုတော့ဝင်းနံဘဝကရီကလည်းမဖြေရမှာပေါ့ဒါပေမဲ့ဝင်းနံလုံနေရတဲ့အချိန်တုန်းကဆိုတော့ဟိုအလုတ်တစ်ဖက်နဲ့ကိုယ်မအားတဲ့ဂျာတွေကဆိုတော့မလုတ်ဖြစ်ခဲ့ပေါ့အခုကိုယ်ကိုယ်ပိုင်လုပ်ငန်းအထောင်ဖြစ်သွားတဲ့အချိန်ကပို့ပြီးတော့အားနေတယ်လို့ဖြစ်သွားတယ်အော်ဘူကိုတော့ကပို့ပြီးတော့မှဘယ်လိုကောင်းမလဲတင်ယူလေးလာမို့အရှင်ပုံရသလိုဖြစ်နေတယ်ပေါ့အဲအဲဒါမျိုးလို့ဒီ level ရောက်တော့မှပဲဆိုင်းလိုက်တာပေါ့အဲလွန်ခဲ့တဲ့စနေလောက်က MBA အရင်ခက်စားနေတယ်ရှင်အဲ့ဒီအချိန်ကလေးကကိုကအရင်တက်ရှင်ရတယ်ဒါပေမဲ့လုပ်ငန်းကကျွန်တော်က night duty လုပ်ရတယ် night duty manager လုပ်ရတယ်အဲဒါအဲလုပ်ငန်းရဲ့ process တွေနဲ့ကိုပါတော့အချိန်မရဘူးပေါ့နော်ဟိုအချိန်ကမနေလို့ရတယ်ပြီးတော့လောကဟိုလုတ်တာတစ်ခုနှစ်ခုတစ်ခုလေးလုတ်တာပေါ့လေနှစ်ခုသုံးခုတွဲလုတ်တဲ့ဘိုင်းလေးတွေရှိတဲ့ခါကျမှအားရတာများခဲ့တာ အဲ့ဒီရှိငယ်တွေတက်ရှင်ကြီးကခုမှပြန်ပြီးတော့မှဟိုချိုင်းကိုဆုံးဖြတ်လိုက်တာပေါ့နော်ခက်ခဲကတော့အဓိကတော့ဟိုစားသောက်ခြင်းလုပ်တယ်ခုမှဒီ experience ကဘာမှမရှိဘူးလေဟိုတကယ်ချင်းပေါင်းသင်းနေနဲ့တိုင်ပင်နေဆိုပြီးတိုင်ပင်လာတော့ရှိတယ်ဒါပေမဲ့သူတို့ပြီးတယ်ဆိုရယ် concept တွေသူတို့ပြီးတယ်ဆိုတော့ theory တွေကမလောလောက်ပေါ့အခုပါတော့ကိုယ်လည်းပြန် try ရတဲ့အပိုင်းလေးရှိတယ်ခက်ခဲပထမစားသောက်ခြင်းလုပ်ရတဲ့အပိုင်း ဘယ်ကစမဟုတ်သူစတဲ့ဘယ်ကစလို့အောင်လဲဘယ်သူနဲ့စပြေးအောင်လဲဆိုတဲ့ပြဿနာတွေပေါ့အဲ့တော့ဟိုအခက်ခဲပေါ့စိတ်ကောင်းမှုကဘာဖြစ်လဲဆိုလူငယ်စထောင်လိုက်ပြီပထမတပတ်နှစ်ပတ်အရောင်းတွတ်နဲ့တူရပုံမှန်စနေပြီပေါ့နော်လူငယ်ကတွတ်နဲ့တူရလက်ပတ်နေပြီပေါ့အဲ့နှစ်ပတ်နောက်ပိုင်းကျတော့နည်းနည်းလေးကိုကစိုးရိမ်လာတာပိုင်းလေးရှိအယုတ်တည်းရဲ့ financial risk ဖြစ်တဲ့အပိုင်းမျိုးတော့ stock ကပြတ်သွားတယ်အဲ့တကယ်ကျွန်တော်လုံးနေရတဲ့အပိုင်းမှာဆိုတကယ် stock ပြတ်နေတဲ့အချိန်ပုံသေးလုံးနေရတဲ့အတက်ကျဒါ crisis တွေများတဲ့ခါကျတော့ကျွန်တော်တို့မှမလုပ်ရလဲဆိုတော့ PC stock ပြတ်သွားတဲ့အချိန် sanctification ပေးရတော့မလားဆိုတဲ့စိတ်ခေါမှုတွေတော့ရှိတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့အဲ့ဒီဟာကိုတော့ပြန်ပြီးတော့မှဟိုကာဗာဖြစ်အောင်လုပ်ရတာပေါ့။ဒီစိန်ခေါ်မှုကြီးရှိနေတယ်ဆိုပြီးတော့မှငါဟိုလုံးဝလွတ်ချလိုက်မယ်ဆိုရင်လည်းအဆင်မပြေဘူး။ စိတ်ခေါမှု risk ကိုတော့ယူရတာပေါ့တစ်ဖက်ကလည်း risk ကိုယူတစ်ဖက်ကလည်း opportunity ဖြစ်ပြန်တည်ရတယ်ဆိုတော့ဘောတော့ပေါ်လာလေးတယ်တွားရတာပေါ့နော်အဲအမှန်တမ်းပြရင် Facebook မှာတုံ့ပြန်တက်လာတယ်အဲ့ဒီရပိုင်းလုံးက MP တက်ဖို့အတွက်စုံစမ်းနေတဲ့အချိန်ကဖြစ်တယ်ဖြစ်တော့ဖုန်းပေါ်မှာတက်လာတယ်တစ်ခုပြီးတစ်ခု post တွေဝင်ကြည့်တယ် post တွေမှာသူဖြည့်ထားတဲ့တချို့ဗီဒီယိုလေးတွေတွေ့ကြတာရှိတယ်เนาะအဲ့တော့သူပြီးအဓိက slogan နဲ့သဘောကျတယ် slogan လေးကို ဟိုရေးထားတဲ့ဟာလေအဲ့ဒါလေးကိုကြည့်ကြည့်ပြီးတော့မှဟိုဖတ်ကြည့်မယ်ပေါ့နော်စုံစမ်းကြည့်မယ်ဆိုပြီးတော့အဲ့တော့၃လင်းနေရာတော့စုံစမ်းကြည့်ပါအဲတခြားတင်းနဲ့နေလဲတွားပြီးစုံစမ်းကြည့်ရဲဒါပေမဲ့ကျွန်တော်ဘာပြဿနာလဲဆိုတော့ကျွန်တော် installment နဲ့တက်ရှင်တာ installment ဘာလို့တက်ရှင်တာလဲလို့ပြောတယ်တင်းနဲ့ကျွန်တော်အဆင်မပြေဖတ်လို့လဲတကယ်လို့ဟိုအလုံးပေးလိုက်လို့အလုံးရင်းချပေးလိုက်လို့ကျွန်တော်တက်ရင်အဆင်မပြေဘူးဆိုအဲ့ပက်စာကျွန်တော် risk ဖြစ်သွားဟိုအဆုံးအဆုံးဖြစ်သွားမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တွေးပြီးတော့ကျွန်တော်မလုပ်လဲဆိုတော့ကျွန်တော်က installment နဲ့လည်း join လို့ကောင်းမယ်တကယ်လဲခုနပြောတဲ့အဲကိုရဲ့အခုဒီသွားမဲ့ MBA line line ပေါ်မှာအမကန်ဒီကန်ဒီရှိတဲ့သင်တန်းတွေဖြစ်ရမယ်ဆိုတော့အထင်ရောက်ရဲ့ဒီ page ပေါ်မှာတင်ထားတဲ့ဟာလေးတွေ့ပြီးလာဆုံးတက်ပြတာလည်းတက်ဖြစ်သွားတာပေါ့နော်အဲ့ပါဟိုလက်ရှိတုံးနေတဲ့ trust တွေကဟိုတုံးနေတဲ့ trust တွေဖြစ်တယ် အဲတချို့အချက်လက်တွေကကျတချို့ဟိုဘာ first stage ကျတော့ကျွန်တော်လက်လက်မမီသေးတဲ့အပိုင်းရှိတယ်။ဟို plan ပြီး apply လုပ်ရမယ့်အပိုင်းတွေကကိုယ့်ရဲ့အဲလုပ်ငန်း size ပေါ်မှာလည်းမူတည်ရဘာလို့လုပ်ငန်း size ကြီးတဲ့တိတွေပေါ်မှာမူတည်ပြီးရလဲတော့မှာမယ့်အပိုင်းရှိရအောင်။အဲ့မှာအဲတချို့အပိုင်းလေးတွေကတော့ပြောရမယ်ဆိုဟိုမှာတနည်းဆရာမတယောက်ပြောသွား micro နဲ့အာ macro နဲ့ micro ဆိုတဲ့အပိုင်းတွေတော့ဒီ branding တိဆောက်တဲ့အပိုင်း brand ရဲ့သဘောတဘောပါအဲဒါတွေကကျွန်တော်တို့ပြန်ပြီးတော့မှပုံပုံပြန် recap လုပ်ပြီးတော့အလုပ်ငန်းမှာအသုံးချဖို့ဖြစ်လာနိုင်တဲ့အကြောင်းတွေပေါ့နော်။စကားပြောဖြစ်တဲ့ခါကျရင်တကယ်ချင်းနေနဲ့လူပြည်ရှင်တိုင်းနဲ့စကားပြောဖြစ်တဲ့ခါကျဟိုဘာဘာလုပ်နေလဲပေါ့။ကိုကပြည်တက်နေ။အဲသူတို့ MB ဆိုတာဘာလဲပေါ့။တချို့ကြမသိကြအောင်စိတ်ဝင်စားတယ်။အဲတော့စိတ်ဝင်စားရင်ကိုကရှင်းပြတယ်။ MB ဘာကြောင့်တက်တဲ့တလဲဆိုတာကိုကျွန်တော်ကရှင်းပြလိမ့်ရှိတယ်။ တော့ MBA ဘာကြောင့်တက်တင်တယ်လဲလို့ကျွန်တော်ကမြင်နေစေဒီဘက်ခက်ကအစိတ်ကောင်းအရင်များတယ် opportunity အလိုက်အရင်များတယ်ပြီးတော့ risk တွေလည်းအရင်များတယ် changes တွေလည်းအရင်များအဲ့တော့ခင်းနေနေကျွန်တော်တို့ဘာလုပ်နေရလဲဆိုပြီးနေတာတကယ်ကြောင့်ကျွန်တော်ပြီးနေတာအလုံးလုံးနေတာပေါ့ကျွန်တော်တို့လုပ်နေတယ်ဆိုတဲ့အရာတွေကိုကျွန်တော်စုတ်ကန်ပြီးနေတာအဲ့တော့ top ပေါ့ဒီဆိုကျွန်တော်ရောက်ဖို့ကျွန်တော်မျှော်လင့်ထားရည်မှကျွန်တော်နဲ့တက်ဖို့ရောက်ဖို့ဆိုရတဲ့အခါ အဲ့ဒီသွားမဲ့လမ်းခီတစ်လျှောက်လုံးမှာလိုအပ်နေတဲ့ truth တွေအများကြီးရှိအဲ့ဒါကြီးကဘာသာပြောနေမရအောင်ဒီလိုဟလာဟိုလိလထားတဲ့တကယ်ဟိုပညာရှင်တွေရဲ့ theory တွေပညာရှင်တွေ concept တွေဒီဟာတွေကနေပြီးတော့ကျွန်တော်တို့သွားတဲ့လမ်းပေါ်မှာအတုံးချမှုဖြစ်လာတယ်အဲ့တော့မတုံးမတက်ရင်တော့ဘာဖြစ်လဲဆိုဘာမှတော့မဖြစ်ဘူးဒါပေမဲ့တက်လိုက်တဲ့အခါကျရင်ထူးထူးခြားခြားပြောင်းလဲသွားတာပါတယ်ဆိုကိုယ့်ရဲ့ thinking power ပြောင်းလဲသွားတယ်ကိုယ့်ရဲ့လုပ်ရည်ကံကြီးပေါ်မှာအတုံးချတဲ့အပိုင်းကိုပြောင်းလဲသွားတယ် ပိုပြီးတော့မမြင်လာတာပါဟုတ်ငါဒီလိုငါအနေနဲ့နေအနေနဲ့လောက်ခံပါလဲဒီကိုကတွက်လို့ရတယ်အနေဆိုးအစစ်ပေါ့နော်အဲ့တော့နောက်၆လဆိုရင်တော့ငါဘာလို့ဖို့တင့်လဲဆိုတော့အနေထားမျိုးတော့ကိုကတွေးနေတာအဲ့ဒီလိုတင်နေနေတက်မထားခဲ့ဘူးဘာဖြစ်လဲဆိုတော့ပုံကူတည်ကိုကကျွန်တော်ရက်ကွက်ထမှာကျွန်တော်အဲပရာဒတ်တရားခုတည်းသူဘာလုပ်နေလဲ traditional business လေသူဒီအချိန်တိုင်းဘာလုပ်နေလဲစပွဲလေးနဲ့တော့ထိုင်နေအချိန်တိုင်းသူစီရောင်းဘယ်နဲ့ကတူပြရမှာလဲမြင်ပါ အဲ့ဒါရေတုတ်တော့ပါဆို lyric step ပါသူတွေ့အဲ့ဒီအရေးကျတော့ကျွန်တော်ဒီလိုသင်တန်းနေဒီလို concept ရှိတဲ့အပိုင်းတွေကိုကျွန်တော်လေ့လာတဲ့အခါကျတော့အဲ့ဒါကိုကြောက်တော့ဘာကိုကြောက်လဲဆိုတော့ market အဲ့ဒီ market ကိုကျွန်တော်တို့ကဖောက်နိုင်ဖို့အတွက်ကအခုကမပြိုင်ဆိုင်ပဲသူလည်းတော်ကြနေခုနားမှာပဲခုမျိုး site တစ်ဆင်းမဖွင့်လာဘူးလို့ပြောလို့မရဘူးအဲ့အဲ့တော့အဲ့ဒီပုံမှာဘယ်လိုဖြတ်ဖြတ်တယ်မလဲဘယ်လိုကျင်းဆိုင်ဘူးလဲသူ့သွားပြီးတော့မှကိုယ်ပြဿနာရှာလို့မရဘူးလေသူလည်းသူစေသူကြောင်းလားကိုယ်လည်းကိုယ်စေကြောင်း အဲ့တော့အဲဒါဒီကြံ့ခိုင်မှုဆိုတာ MBA ကပဲအဖြစ်တစ်ခုပဲဖြစ်လိမ့်မယ်ပေါ့နော်အဓိကလုပ်ငန်းမှာပဲပြောရမှာ life style ကတော့ကျွန်တော်ဒီ related တူတူတွေဖြစ်တယ်အဲဟုတ်ဘုဘဘဘဘနေတယ်အရင် heavy မတွေ့လုပ်ငန်းမှာတောင်းလဲသွားရဆိုတာအပိုင်းမှာအရင်တော့ကျွန်တော်ဒီ product တွေကပုံဖြစ်တဲ့လူ product တွေကပုံမဖြစ်တဲ့ဆိုရအောင်လို့ရှိအဆင်ပြေတယ်လို့ရအောင်အခုကျတော့ကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ စိတ်ကိုရလို့အချက်အရာဒီပစ္စည်းကိုအင်းနဲ့အားလိုက်မှမှဖြစ်တော့ဒီပစ္စည်းကတော့လုံးဝမတင်တင်ဘူးဆိုတာပိုင်းနေပေါ့အဲ့ဒါလေးဒီဆုံးဖြတ်တတ်သွားတယ်ပေါ့ Education for a promised future